တာယာတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမေ channel ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရစေ။မနေ့ကလည်းကျမသတင်းမတင်ဖြစ်ဘူးမတင်ဖြစ်ဘူးဆိုတဲ့ကိစ္စကတော့ကျမရှေ့တန်းမှာရောက်နေတဲ့တော်လန်ရေးရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအလုံရှုံနေတဲ့အတွက်ကြောင့်ကျမနည်းနည်းလေးခေါင်းကိုက်သွားတယ်ဆေးစားပြေးမှအိပ်ပျော်သွားတဲ့အတွက်သတင်းမတင်ပေးနဲ့ခဲနိုင်ဘူးအားလုံးကိုအရန်တောင်းပန်ပါတယ်နော်ဆိုတော့ဒီနေ့ကတော့ဘတ်မောက်ဥဆုံးအနေနဲ့ KIAD ရဲ့သတင်းနဲ့ update လေးလုပ်ပေးချင်တာ 2024မတ်လ9ရက်နေ့မှာစတင်ခဲ့တဲ့စစ်ခွေးအမြင့်ပြတ်ချေမုံရဲစစ်စင်ရဲဟာ2025မတ်လ9ရက်ဆိုတဲ့မနေ့ကတော့တနစ်တင်းတင်းပြီးသွားပြီဖြစ်တယ်ဒီတနစ်တင်းတင်းမှာကျတော့ KAD ဘာတွေလှုပ်ဆောင်နိုင်ခဲ့တယ်လေဆိုတော့ ကျတော့မြို့ပေါင်း73မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့စစ်ခွေးစခန်းအကြီးအငယ်အားလုံးနေရာကျောကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ဒီမနက်6နာရီလောက်ကနေမှအင်အားအလုံးရင်းနဲ့ဗမော်စစ်ခွေးစခန်းတွေကိုချေမုံရဲတခါပြန်မှစတင်လာပြီဖြစ်တဲ့နော်ဒါကတော့ကျတို့ရဲ့ဗမော်နဲ့အတူကျတို့ KIAD ရဲ့လှုပ်ဆောင်ချက်ဖြစ်တဲ့တစ်ချိန်တည်းမှာပဲတနေ့က6ရက်နေ့ညနေပိုင်းမှာတော့ဗမုံကနေမှစစ်ရှောင်းလာခဲ့တဲ့ ပြည်သူများနေထိုင်တဲ့စင်ကုန်းကျေးရွာစစ်ဆောင်စခန်းကိုခွေးတွေဘက်ကနေမှခွေးယူပြန်ပြင်းမှလေရင်နဲ့ဘုံလာကျေးခဲ့တဲ့အတွက်ကြောင့်စစ်ဆောင်ပြည်သူ6ဦးဟာပြင်းထန်တဲ့ဒဏ်ရာများကိုရရှိခဲ့တာဖြစ်တဲ့ဒါကတော့တကယ်ပဲအင်မတန်မှယူမုန်းစရာကောင်းတဲ့ခွေးတွေရဲ့ဆက်လမ်းဖြစ်တယ်နော်ဒီနေ့ပထမသတင်းအနေနဲ့ကတော့ဒီမတ်လ6ရက်နေ့မှာဖြစ်ခဲ့တဲ့မုံစီကျေးရွာက MNDAAD ရဲ့ပြစ်ခတ်မှုကြောင့် ်ပြည်သူ6ဦးတေဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ KIO ကောင်းဆောင်တင်တဲ့အတူရက်ရွာမှာရှိတဲ့လူကြီး9ယောက်နဲ့ပေါင်းပြီးမှကော်မတီတစ်ခုကိုဖွဲ့စည်းခဲ့တယ်ဒီကော်မတီနဲ့အတူ MNDA ဒီရဲ့ကောင်းဆောင်တင်တဲ့အစည်းအဝေးကို ပြုလုပ်ခဲ့တာဖြစ်တယ်ဆိုတော့အဲ့အစည်းအဝေးမှာမုံစီကျေးရွာကပြည်သူတွေရဲ့သူတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကိုဖွဲ့စည်းထားတဲ့ကော်မတီဖွဲ့ဝင်ကနေမှတဆင့် MNDAAD နဲ့မုံစီကျေးရွာကပြည်သူတွေရဲ့ တောင်းဆိုချက်တွေကိုခုချိန်မှာဆွေးနွေးနေတယ်ဆိုတော့ဟာတည်ရတာဖြစ်တယ်ဆိုတော့အဲ့ထက်မှာဘာတွေပါတယ်လဲဆိုတော့မုံစည်းကျဲရွာမှာရှိတဲ့ MNDAA စစ်တပ်တွေအားလုံးဟာရွာကနေအားလုံးထွက်ပေးရမှာဖြစ်တယ်နောက်တစ်ခုကတော့အခုဆုံးသွားတဲ့ဆုံးသွားတာ6ဦးတယောက်ကလူလွတ်ဖြစ်တယ်5ယောက်ကအိမ်ထောင်တယ်ဖြစ်တယ်ဆိုတော့ဒီဆုံးသွားတဲ့အမျိုးသား5ဦးထဲမှာကြန့်ရှိနေတဲ့တာသမီးတွေကို အသက်18နှစ်ထိတိုင်အောင်ပညာသင်ပေးတာနဲ့သူတို့ရဲ့ဘဝ တုတ်တက်ရဲ့အတွက်ဒီ MNDAA ဒီဘက်ကနေမှအတဝန်ယူပေးရမယ်ဆိုတဲ့ကိစ္စပြီးတော့မုံစီကျေးရွာမှာရှိတဲ့ချောင်းမှာရွှေတူဖော်ချင်းကိုရွာသူရွာသားတွေရဲ့သဘောမပါဘဲနဲ့ဘဲသူသူဦးတယောက် company မှာဖြစ်ဖြစ်အဖွဲ့အစည်းပဲဖြစ်ဖြစ်ဘသူကမှရွှေတူဖော်ချင်းကိုမလောက်ရဘူးဆိုတဲ့ကိစ္စ ပြလို့ရှင်ဒီပြည်သူ6ဦးနဲ့အတူတန်ရရရှိတဲ့ပြည်သူတွေကိုပစ်ခဲ့တဲ့ MNDAA စစ်သားတွေကိုမုံစီကျေးရွာမှာရှိတဲ့ပြည်သူတွေရဲ့ရှက်မှာတရားစီရင်ပေးဖို့နဲ့အခုအသက်သေဆုံးသွားခဲ့တဲ့အမျိုးသား6ဦးရဲ့အတုပမှာလိုအပ်တဲ့အရာအားလုံးကို MNDAA ကနေမှတာဝန်ယူပေးဖို့ဆိုတဲ့ဒီအချက်တွေကို ကော်မတီတွေနဲ့အတူ MNDAA ကနေမှဆွေးနွေးနေတာဖြစ်တဲ့ဒါပေမဲ့အခုအချိန်ထိကတော့ဘာမှအဖြစ် မထွက်သေးဘူးသူတို့ဆွေးနွေးနေတုံးဆိုတာလည်းသိရှိရတယ်။ပြီးရင်နောက်သတင်းသဘောက်အနေနဲ့ကတော့အခုလောလောဆယ်မှာတွေးတဲ့လက်ကိုပြန်ကြိုက်တဲ့ပလောင်တရဲ့အကြောင်းကိုပြောချင်တာဖြစ်တယ်။မနေ့ကဆိုရှယ်မီဒီယာဒီထဲမှာပြန့်နှံ့နေတဲ့ Good Khai မှာရှိတဲ့ကျမတို့ KIAD ရဲ့ဆက်ဆံရေးယုံကိုတခါပြန်ပြမှဒီ TNLA ကနေမှပြန်ပိတ်လိုက်တာကျမသတင်းတင်တိုင်းကျမပြောလဲရှိတာကရှမ်းမြောက်လို့ခေါ်တယ်။နော်ရှမ်းပြည်နယ်မှာ ဘာကြောင့်ကျမတို့ကရှမ်းပြည်နယ်လို့ခေါ်တယ်လဲဆိုရှမ်းပြည်နယ်မလို့ရှမ်းပြည်နယ်ခေါ်တယ်ကျတို့ကချင်တို့မျိုးတွေကိုရှမ်းစိုးဘွားတွေဘက်ကနေမှ89မြို့ပေးပေမဲ့ကျတို့ကချင်ပြည်နယ်လို့လည်းမကျမမပြောဘူးရှမ်းပြည်နယ်မှာရှိတဲ့ကချင် sub state ဒီလိုပဲကျမတို့အသုံးပြုပါတယ်ဘာကြောင့်လဲဆိုတော့ ရှမ်းတွေကိုကျမတို့ကနေမှ respect ပေးတဲ့အတွက်ကြောင့်ဒီစကားကိုပြောခြင်းဖြစ်တယ်။ဒုံခဲတဲ့တရင်ထဲမှာလည်းကျမတင်ပေးပြီးသားဖြစ်တယ်။ပြီးလို့ရှိရင် BBC နဲ့ DVB ထဲမှာလည်းပဲလူရီဦးကနေမှပြောသွားတာပါလေ KIA နဲ့ကျွန်တော် TNLAD ဟာမဟာမိတ်တီဖြစ်တယ်ဒီလိုမျိုးပုတ်တိုက်တာဟာမဖြစ်ဖို့ရန်အတွက်အောက်ခြေဒီကိုလည်းပြောထားတာဖြစ်တယ်ပြလို့ရှိရင် KAAD နဲ့ဆွေးနွေးဖို့ရန်အတွက်လဲသူတို့လုပ်နေတယ်လို့ပြောတယ်။ဆိုတော့အောက်ခြေဒီကိုဒီလိုမျိုးမလုပ်ဖို့ရန်အတွက်ပြောထားရတဲ့နဲ့ဒီလိုလုပ်တာဟာတစ်ချက်ကအောက်ခြေက TNL စစ်သားတွေဟာလူစိတ်မရှိတဲ့လက်နက်ကင်အဖွဲ့စည်းတီလား။နေ့ချက် လူရည်ဦးရဲ့စကားဟာလိန်ညာပြောဆိုတဲ့စကားလားဒီနှစ်ခုရှိတယ်တကယ်လို့ TNLA အထက်ကလူဒီကသာသူတို့ရဲ့အောက်ခြေကိုပြောထားတယ်ဆိုလို့ရှိရင်အောက်ခြေကစစ်သားတွေဟာအထက်ကအမိန်ကို လုံးဝနံခံရမယ့်တာဝန်ရှိတာဖြစ်တယ်နောက်တစ်ခုက အောက်ခြေမှာရှိတဲ့ TNLA စစ်သားတွေဟာ ဒီလိုမျိုးအထက်ကစကားကိုနားမထောင်ပဲနဲ့ထင်ရဆိုင်နေတဲ့နွားရိုင်းတွေလားကိုကိုကိုတိဖို့လို့တယ်ဒီလောက်လုံနေတာကိုအထက်ကလူတွေမသိဘူးဆိုတာကအထက်ကလူဆိုတဲ့ TNLAD ကဘယ်နာမှာယုံဆိုင်ထားလို့လဲဒီနေ့ကျမတို့ရှမ်းမြောက်ချင်း substate မှာရှိနေတဲ့ KIAD ကိုကျတို့ကချင်းပြည်နယ်တရုတ်နယ်စပ်မှာရှိတဲ့ KIA ယုံကနေမှ အုတ်ချုပ်တာဖြစ်တယ်ဒါတောင်မှ နားခံနေလို့ရှိရင်ဒီရှမ်းမြောက်မှာပဲရှိတဲ့ DTNLAD ကဘာကြောင့်မို့သူတို့ရဲ့လူတွေဒီလောက်ရိုင်းဆိုင်နေတာမမြင်တာလဲเนาะဒီဥစ္စာနဲ့ဆိုလို့ရှိရင် ကျမတို့ KIAD ရဲ့နေရာရှစ်ခုပြောင်းပြလိုက်ရပြီဒါပေမဲ့ပလောင်တွေရဲ့နှစ်ထင်ထဲမှာရှိဖို့က ကျတော့ကချင်နေစကားရှိရှိဝေဝေပြောနေမှာမဟုတ်ဘူးလိုချင်တာယူထားလိုက်ပါခို့ကျတော့ကချင် substate မြို့ထဲမှာဘယ်တော့မှပလောင်ပီဆိုတာဖြစ်လာမှာမဟုတ်ဘူးเนาะခွေးဆိုတာဟာသမင်းကျွေးတဲ့လူကိုပြန်ဟောင်းပြီဆိုလို့ရှိရင်တယောက်ယောက်ကဒီခွေးကိုသမင်းကျွေးလိုက်လို့ပဲเนาะကျွေးတဲ့သူတာမရှိခဲ့ရင်အရင်တော့ကသမင်းရှင်ဟာအရင်တော့ကသမင်းရှင်ပါပဲเนาะဒါကြောင့်ဘာဖြစ်တယ်ညာဖြစ်တယ်ကျမတိတ်မပြောတော့ဘူး ပြောချင်တာဒီနင့်တို့ငရုတ်ကချင် substitute ခဲမှာဘယ်တော့မှပလောင်ပြီနဲ့တီထောင်လို့မရဘူးဆိုတာကိုတော့ခမားတို့နှစ်ထင်ရှိခဲ့တယ်ဆိုလို့ရှိရင်တော့တိကျမှာပါပြီးရင်လူရည်ဦးပြောသွားတဲ့မဟာမိတ်ဆိုတဲ့စကလုံးကို TNLAD နားလေကြသလား မဟာမိတ်ဆိုတဲ့ပမာစကလုံးကိုတီးကြသလားအခုတီးရသလားနင့်တို့ပလောင်တွေထမင်းမကျွေးနိုင်လို့နင့်တို့ကလဲတွေကိုဖုံးကြီးចောင်းတွေမှာလာပစ်ထားတယ်လို့ပြောတဲ့အခါမှာအဲ့ကလဲတွေကတော့ပမာစကားကိုကြဲကြဲလဲလဲကိုနားလေသဘောပေါက်ကြမှာ ဖြစ်တယ်ဒါကြောင့်ဖုံးကြီးចောင်းမှာတင်ခဲ့တဲ့သူတွေကတော့မဟာမိတ်ဆိုတဲ့အသိပဲကိုနားလေမှာဖြစ်တယ်ဒါပေမဲ့အခုဒီဖုံးကြီးចောင်းတွေမှာ မကြီးလာဘဲနဲ့ ညချင်းဘူးမှာပဲကြီးလာတဲ့ပလောင်ဒီကတော့မဟာမိတ်ဆိုတဲ့အသိပဲကိုနားလေကြမှာမဟုတ်ဘူးเนาะဒီနေ့ကျမတို့ KIA ဒီစခန်းရွှေ့လိုက်တိုင်းပလောင်ပြင်းနေပေးလိုက်တာမဟုတ်ဘူးနင်းတို့ပလောင်တွေဘေတော့အခါမှကျတို့ကချင်းဆပ်စိတ်ထဲမှာပလောင်ပြင်းနေဘေတော့မှမတိဆောက်နိုင်ဘူးဒါကိုနင်းတို့ရဲ့ခေါင်းထဲမှာမြင်းမြတ်ထားပါဒါပဲပြောမယ်เนาะ ။ဆိုတော့ကျွတ်တို့နောက်တင်းတပုတ်အနေနဲ့ကတော့စစ်ခွေးတွေကခြေကျိုးလက်ကျိုးဖြစ်သွားရင်စအုပ်ရောင်းစားတဲ့ဤသူမကျိုးခင်ကလေးကဘဝကျိုးပြက်နေတဲ့ခွေးကျပူကတော့ရုရှားကိုစအုပ်သွားရောင်းခဲ့တယ်။ဟိုနောက်ဆုံးပြောသွားတဲ့ခဲမှာဒီရုရှားကနေမှမြန်မာနိုင်ငံကို စီးပွားရေးအခြေလာချဖို့ investment လာလုပ်ဖို့ရန်အတွက်ဖိတ်ခေါ်တဲ့အခါမှာသူပြောတော့တဲ့စကားတခွန်းကသဘောကျလို့လို့ပါနော်စစ်ပွဲတွေဟာတဲ့ တရင်ကမို့လို့နော်ဒီစစ်ပွဲကိုပဲမကြည့်ကြပါနဲ့အများကြီးစစ်ပွဲရဲ့ live investment လာလောက်ကြပါဆိုပြီးမှသူဖိတ်ခေါ်တာလေးကိုရမ်းသဘောကျတယ်။တိုက်ပွဲဟာတရင်က အနေနဲ့ဖြစ်တယ်တဲ့။ဟုတ်တာပေါ့။ထောင်ရတော့ပဲဖြစ်နိုင်မလဲ။နော်။တရင်ကမို့လို့ပဲအခုနင်တို့စစ်ခွေးတွေပြောင်းလာပြီ။ နော်ကဘာမှာနင့်တို့ပဲအင်တာနက်မကင်တတ်တာဒါကြောင့်မို့ပဲဒီလိုမျိုးခွေးချီနဲ့ခွေးမနှကောင်ကိုမွေးထားပေမဲ့ကို့ဖခင်ကိုသူများတွေဘလို့ဆေးဆူမှန်းတောင်မတိတာကတော့နင့်တို့သားဖတွေပဲအင်တာနက်မကင်တာကဘာကအားလုံးကအင်တာနက်ကင်ထားတဲ့အတွက်ကြောင့်ဘယ်နိုင်ငံမှာဘာဖြစ်တယ်ဆိုတာကိုသိနေတဲ့အတွက်ကြောင့်ရုရှားပူတင်ပြုံးတာဟာ ပြုံးတိုင်းကြည်နိုးလို့တော့မဟုတ်ဘူး နော်ပြီးလို့ရှိရင်ပြုံးတိုင်းလဲအဟုတ်မထင်လိုက်နဲ့အပြုံးနေမျိုးစုံရှိတယ်ခနဲ့ပြုံးပြုံးအပြုံးတိုင်းဟာဟုတ်တယ်ဆိုတဲ့အတိတ်ဘယ်ကိုမဆောင်ပါဘူးခနဲ့ပြုံးပြုံးတာရှိတယ်ကျင်နဲ့လို့ပြုံးတာရှိတယ်အမားကိုလုံနေတာကို မြင်လို့နော်ရီချင်လို့ပြုံးတာရှိတယ်အမမမြည်ရတဲ့နဲ့အိုးနေရငါကိုဒီလိုလိမ်ပါလားဆိုမှစိတ်ကနေဒီလိုမျိုးအလိမ်မသိရတဲ့နဲ့ ကလေးအထာလေးကိုမြင်တဲ့အခါမှာလည်းပြုံးတတ်တယ်။ဒါကြောင့်ပူတင်ပြုံးတဲ့အပြုံးဟာနော်တဘောကြလို့ပြုံးတယ်လို့တော့မထင်လိုက်နဲ့။တန်တာရီဆန်ဆန်ဖြစ်နိုင်တလားမဖြစ်နိုင်ဘူးလားဆိုတာတော့ကိုကိုကိုတီးလိုက်မှာပေါ့နော်။ သူတို့ကအော်ဒီခွင်းဂျပူကတော့တန်တာယီဒီနဲ့လာချနေပါလားလို့ပြောနေမှာเนาะအခုဂျပူကနေမှ investment လာလုပ်ပါ investment လာလုပ်ပါလို့ပြောလိုက်လို့ရှိရင်အခုနင်းတို့ခွေးတွေရဲ့ဘယ်နားမှာ investment လာလုပ်မလဲနင်းတို့ရဲ့ခွေးအရေအတွက်တွေကိုရောင်းစားဖို့လား ်အခုသူတို့ကသဝဲမှာဒီရုရှားကလူတွေကဒီသဝဲကိုတခါလာကြည့်သွားပြီးပြီလို့ပြောတယ်ဆိုတော့သဝဲမှာအခုရုရှားတွေကနေမှာစီးပွားရေးလုပ်မယ်ဆိုတော့အခုရုရှားတွေလာလုပ်တဲ့အခါကျတော့မလုပ်မလဲဆိုတော့အပေါ်ကနေရုရှားတွေကတော့ဟိုဗာလဲ drone နဲ့ပြန်ပြင်းမှာဘယ်နားမှာတော်လန်ရဲတွေဘယ်မှာရှိတယ်ဆိုပြီးမှသူတို့ပြစ်လိုက်လို့ရှိရင်ဒီသဝဲဝင်းကျင်နားမှာတော်လန်ရဲတွေက ကုန်သွားမယ်လို့သူတို့ထင်နေကြတာကျတော့တော်လန်ရဲတွေကနင့်တို့ခွေးတွေကြောင့်ဒါကျတော့တော်လန်ရဲတွေ တင်မယ်ပျောက်သွားမယ်ဆိုလို့ရှိရင်အခုဒီနေ့မှာကျတို့တော်လန်ရေးဆိုတာရှစ်တောင်ရှိတော့မှာမဟုတ်ဘူးဒီနေ့နင်းတော်လောက်လူမဆန်အောင်တလောက်ကြီးလုတ်ခဲတာဘယ်နာမှာဒီနေ့ကျတို့တော်လန်ရေးတွေပျောက်သွားတာမြင်လို့နင်းတို့ကအဲတကယ်လို့ဒါဒီတဝဲမှာရုရှားဒီကစီးပွားရေးလာချတော့မယ်ဆိုလို့ရှိရင်တဝဲနာမှာရှိတဲ့တော်လန်ရေးတွေအားလုံးကိုအမြင့်ပြတ်အောင်လုပ်မယ်တဲ့အခုဒီစကားကိုပြောသွားတဲ့နင်းတို့အားလုံးမြင့်မြတ်မှတ်ထားပါနင်းတို့ကဘောမနဲ့တရွတ်နင်းတို့အတွက် ခဏလေးအဆင်ပြေနေပေမဲ့အချိန်မရွေးနင်းတို့ငိုလို့လက်ထဲမှာရောက်သွားနိုင်တယ်ဆိုတာတော့မမေ့ကြနဲ့အဲ့အချိန်ကြလို့ရှိရင် လူမသေးခင်မှာနင်းတို့ရှာရင်တည်သွားမယ်ဆိုတာလဲမြင့်မြတ်မှထားကြပါ နော်ကျတို့မြန်မာနိုင်ငံကိုရောင်းစားနေတာဒီဒီနေ့နင်းတို့စစ်ခွေးတွေဖြစ်တယ်နင်းတို့စစ်ခွေးအစစ်စစ်အစစ်စစ်ကနေမှကျတို့မြန်မာနိုင်ငံကိုရောင်းစားနေတာဖြစ်တယ်ဒီနေ့အကြမ်းမှနင်းတို့ခွေးတွေဘာပြောလဲမြန်မာနိုင်ငံရဲ့မြေပုံအတိုင်းကိုထားချင်တယ်လို့ပြောတယ်ဒီနေ့နင်းတို့ခွေးတွေရောင်းလိုက်လို့မြန်မာနိုင်ငံမှာပြောလိုက်လို့ရှင်တော့2008ဥပဒေဥပဒေလို့ပြောပေမဲ့အခုဒီနေ့နင်းတို့2008ဥပဒေကိုဘယ်လောက်ထိလိုက်ခဲ့ပြီလဲအခုမြန်မာနိုင်ငံမှာ ရုရှားတွေစီးပွားရေးလာချတယ်ဆိုလို့ရှင်တော့ရုရှားတော့မထီဘူးနင်းတို့ထိသွားလိမ့်မယ်ရှစ်လာမဲ့ချိန်ကိုလည်းနင်းတို့ကြိုပြီးမှပဲစဉ်းစားထားပါလို့ပဲပြောချင်တယ်ပြီးတော့နောက်တစ်ခုကရွေးကောက်ပွဲအခုတောင်းနိုင်ရဲ့တားကတော့ဘယ်လာရုစ်ကိုရောက်သွားတယ်ဘယ်လာရုစ်မှာရောက်တဲ့အခါကျတော့ဘယ်လာရုစ်တွေနဲ့ဒီခွေးချဘူးကနေမှာ နိုင်နိုင်ငံဒီဒင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာရွေးကောက်ပွဲကိုဒီဇင်ဘာမဟုတ်လို့ရှိရင်ဇန်နဝါရီနောက်နှစ်ဇန်နဝါရီမှာလုပ်နိုင်မယ်လို့ပြောတယ်ဆိုတော့ဒီဇင်ဘာလည်းမလုပ်ပါဘူးဇန်နဝါရီလည်းလုပ်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုနိုဝင်ဘာမှာလုပ်မယ်လို့ပြောတာနိုဝင်ဘာနဲ့ဒီဇင်ဘာပါကွာလဲပြီးလို့ရှိရင်ဒီနေ့ကျွားတို့တော်လာရဲတွေဟာစက္ကန့်နဲ့အမြတ်ကျွားတို့ကစစ်ခွေးတွေကိုထက်ပြတ်နေတာဖြစ်တယ်ပြီးလို့ရှိရင်ဒီနေ့အဝေးပြေးမှာကျွားတို့ဘာလုပ်နေတယ်လဲကျွားတို့တော်လာရဲတွေအကုန်တည်တယ်နော်ခွေးတွေတည်တယ်ဘောမတွေအကုန်တည်တယ် ဒီနေ့ကျွန်တော်တော်လာရဲတွေတိမ့်ပိုက်တဲ့မြို့ထပ်ပြင်းမှမတိုးလာဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကမြို့တိမ့်တိုက်ပွဲကိုမဆင်နွှဲဘူးမြို့တိမ့်တိုက်ပွဲဆင်နွှဲလို့ရှင်ဘာဖြစ်လာတလဲဆိုမြို့တိမ့်တိုက်ပွဲရဲ့ဆိုးကျိုးကတော့ကျွန်တော်မြို့ကိုတိမ့်ပြလိုက်လို့ရှိရင်တအိမ်မှမပိုင်ဘူးတဲ့ခွေးတွေကပြည်သူတွေရဲ့အိမ်တွေကိုဖျက်ဆီးတယ် ပြီးလို့ရှိရင်မြို့ရွာတွေကိုမြေရှို့တယ်ဒါကြောင့်ဒီနေ့ကျောက်တို့ကနေမှမြို့သိမ့်တိုက်ပွဲမလုပ်ဘူးမြို့သိမ့်တိုက်ပွဲလုပ်မဲ့အစားမြို့သိမ့်တိုက်ပွဲထဲမှာပြီးသူတွေကိုဒုက္ခပေးတာတွေလည်းညော့နေသွားအောင်ပြီးသူတွေရဲ့စိုးရိမ်ခြင်းတွေကင်းသွားအောင်ဒီနေ့ကျောက်တို့ကတော့ခွေးတွေတတ်တဲ့ပွဲကိုကျင်းပနေတာဖြစ်တယ်ဒါကြောင့် မြို့သိမ်းတိုက်ပွဲကိုလုပ်မဲ့အစားဒီနေ့ကျမတို့ခွေးတွေကိုတတ်ချင်းဟာပိုပြမဆင်ပြေတယ်ဆိုတော့ခွေးပြောင်သွားလို့ရှိရင်အလိုလိုနဲ့ရင်းနဲ့မြို့ရွာကိုတိမ့်ပိုက်ပြီးသားဖြစ်တယ်ဒါကြောင့်ဒီနေ့ကကျမတို့တော်လန်ရဲတွေတိမ့်ပိုက်တဲ့မြို့တွေတခါလဲတိုးမလာတာဆိုတာကမြို့သိမ်းတိုက်ပွဲတွေမကျင့်ပါလို့ဖြစ်တယ်ဒါကြောင့်ဒီနေ့အာရွေးကောက်ပွဲတော့နင်းနေတာတာနော် ကျတော့ကချင်ပြည်နယ်မှာဒီမဲပုံမတင်ရဘူးလို့ပြောပြတာဖြစ်တယ်ပြလို့ရှိရင်ကရင်ပြည်နယ်မှာလည်းဟိုတခါပြောသွားပြီးပြီเนาะအာကရင်ပြည်နယ်မှာလည်းမဲဆန္ဒပုံတင်လို့မရဘူးလို့ပြောပြီးပြီဆိုတော့ရခိုင်ပြည်နယ်မှာတင်လို့ရမလားချင်းပြည်နယ်မှာတင်လို့ရမလားရှမ်းမြောက်မှာတင်လို့ရမလားပြည်နယ်ဒီထဲမှာတော့ဘယ်နေရာမှာမှတင်လို့မရဘူးเนาะဆိုတော့အခုတိုင်းထဲမှာမကွေးမှာရမလားစကိုင်းမှာရမလားတနင်္သာရီရမလားအေအော်တီရတလား ရတာကတော့နေပြည်တော်ဆိုတာတောင်မှခွေးတွေနေတဲ့နေရာလောက်ပဲရှိတယ်။နေပြည်တော်ထဲမှာတောင် တွေ့တယ်နော်။ကျွန်တော်တို့တော်လိုင်းရဲတွေလက်စွမ်းပြသွားတာ။ဆိုတော့ဒီနေ့ခွေးကျဖို့ကနေမှဒီဇင်ဘာမှာလုပ်မယ်လို့ပဲပြောပြော။ဇန်နဝါရီမှာပဲလုပ်မယ်လို့ပဲပြောပြော။ဘယ်နဲ့လုပ်မယ်လို့ပြောချင်းဟာကျွန်တော်တို့အတိတ်ကအရေးမပါဘူး။ကျွန်တော်ရဲ့အတိတ်ကအရေးပါချင်းဟာဒီနေ့ငါတို့တော်လိုင်းရဲတွေဘလောက်အထိခွေးတွေကိုနော်တတ်ပြစ်နိုင်တယ်လဲ။ ခွေးတောက်တိုင်းတွေဘလောက်ထိဖြုတ်နိုင်တယ်လဲဆိုတာဟာကျတို့ရဲ့အဓိကတက်ကက်ဖြစ်တယ်နော်ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့အခုမြန်မာနိုင်ငံမှာနေရတကမှာကျတို့တော်လိုင်းရဲတွေဘက်ကနေမှစစ်ခွေးတောက်တိုင်းတွေဖြုတ်နေတယ်စစ်ခွေးတွေကိုကျတို့ကဘဝတဘာကိုပို့ပေးနေတယ်မိုးဟင်းကားပွဲတွေပြင်နေတဲ့အချိန်မှာစစ်ခွေးတွေရဲ့ပြူဟာကဘာဖြစ်လာတလဲဆိုတော့ရန်ကုန်မှာအခုဒီရုပ်ရှင်ကြီးရုံနဲ့ မြဝတီစန်တာမှာမနက်ဖြန်ဆိုတော့တနင်္ဂနွေနေ့ကနေစပြီးเนาะဘေးနဲ့ဆုံးတယ်လဲတော့မသိဘူးမနက်ဖြန်ကနေမှဒီအကယ်ဒမီတန်းကိုဝန်နဲ့ရုပ်ရှင်တွေကိုအလကားပြပေးတယ်တဲ့အမောဖြေကြပါတာဘာတွေမောကြလဲတော့မသိဘူးเนาะဒီပြပေးတာဟာအလကားမဟုတ်ဘူးသူတို့ policy နဲ့ အခုဒီရုပ်ရှင်ယုံကိုတွားကြည့်မဲ့လူတွေသတိထားကြပါအလကားပြမှာဖြစ်တဲ့ရုပ်ရှင်အစည်းယုံမှာကြည့်တဲ့လူတွေပဲဖြစ်ဖြစ်မြဝတီစန္ဒာမှာကြည့်တဲ့လူတွေပဲဖြစ်သတိထားကြပါအခုကနေရတကားကိုဘယ်ဘေးတွားတွားသူတို့ကလူကြည့်တာဖြစ်တဲ့လူငယ်တွေဘလောက်ကြည့်တယ်လဲပြလို့ရှိရင်လည်းကျွားတို့တော်လန်ရဲတွေတိထားဖို့ကစစ်ခွေးတွေလောက်တဲ့နေရဘဲမှမတော်ဖို့အရေးကြီးတယ်နော်စစ်ခွေးတွေရှုပ်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 ဖြစ်လို့ရှိရင်စစ်ခွေးတွေကိုချဲပါတဲ့အခါမှာ မဆိုင်တဲ့သူတွေပါသွားနိုင်တယ်။နော်ဒါကြောင့်စစ်ခွေတွေနဲ့ဝေးဝေးနိုင်နေကြပါတခုနောက်တစ်ခုကကိုကတော့ကြည်လိုက်တဲ့အတွက်ကြောင့်နင်းတို့ကိုကြည်ပြီးမှအော်လူငယ်ပဲညောက်ရှိတယ်လေအချိန်မရွေးပေါ်တာဆွဲနိုင်တယ်။ဒါဟာထောင်ချောက်ဖြစ်တယ်။ငဲ့တွေပဲဖြစ်ဖမ်းချင်လို့ရှိရင်ထောင်ချောက်နားမှာသူတို့ကြိုက်တဲ့အစာတွေကိုချတတ်တယ်။ချတဲ့အခါမှာအစာစားတဲ့အခါမှာဒီအကောင်ဟာ ထောင်ချောက်ထဲမှာဝင်သွားတယ်လို့ပဲ။ အကယ်ဒမီတန်းကိုဝန်နဲ့ရုပ်ရှင်တွေကိုအလကားပြပေးတယ်လို့ပြောတဲ့အခါမှာပြည်သူတွေလာကြည့်ကြမှာပဲဆိုပြီးမှသူတို့သိတယ်ဆိုတော့လာကြည့်တဲ့အခါမှာလူငယ်လူရွယ်တွေပါလာမယ်အချိန်မရွေးပေါ်တာဆွဲသွားနိုင်တယ်ဒါကြောင့်မို့မနဲ့ဖြန်ပြမဲ့ဒီအလကားရုပ်ရှင်ယုံကတော့ကို့အသက်နဲ့လေးတဲ့အရာတွေဖြစ်သွားနိုင်တဲ့အတွက်ကြောင့်လုံးဝမတွားကြည့်ပါနဲ့လို့ကျွန်မအဲ့လိုပဲပြောချင်တယ်အားလုံးသတိထားကြပါပြည်သူတွေအားလုံးစမ်းမပြေရှင်းကြပါစေ